ာပါရှင်ကျမကတော့ကေခိုင်ပါဒီပူပီရုံမြင့်တန်ကြားရဲ့နေ့လည်နနာရီအချိန်အထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေကပသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြပါပါရှင် ရခိုင်တိုက်ပွဲအတွင်းအာရခတက်တော်ထံနနချအလင်းဝင်သူနဲ့ဖမ်းဆီးခံခဲ့ရတဲ့စစ်တုံးပန်းမိသားစုဝင်ပေါင်း1130နှစ်ယောက်ကိုမေလ18ရက်နေ့ကနေမေလ20ရက်နေ့အထိ3ရက်အတွင်းပြန်လွတ်ပေးခဲ့တယ်လို့အာရခတက်တော်နဲ့နှိဆက်သူတွေစီကသိရပါတယ်။မေပြမရဦးနဲ့ဘူသီးတောင်မြို့နယ်တွေကစစ်တုံးပန်းမိသားစုဝင်တွေနဲ့မောက်တော်မြို့နယ်ကလက်နက်ချအငန့်ခံကြသူတွေကိုလွတ်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ မိသားစုဝင်တွေစီကိုအခမ်းအနားနဲ့တကော့စနစ်တကျလွှဲပေးလိုက်တာတပိရွေးကသူတွေကိုလေစည်းတွေပါထောက်ပံ့ပေးလိုက်တယ်လို့အေးအေးနဲ့နှိဆက်သူတယောက်ကပြောပါတယ်မေလာဆူရှိယန်နစ်ကမင်းပြမျိုးသိန်းတိုက်ပွဲအတွင်ဖန်ဆင်းရမိတဲ့စစ်သုံးဘန်းမိသားစုဝင်369ရောက်ဘူတိတော်မျိုးသိန်းတိုက်ပွဲမှာဖန်ဆင်းရမိတဲ့စစ်သုံးဘန်းမိသားစုဝင်314ရောက်မေလာ16ရက်နေ့က မော်ရုံညိုတိန်တိုက်ပွဲအတွင်းနနချအလင်းဝင်သူ32ယောက်နဲ့မေလာ20ရက်နေ့မှာမရဦးမျိုးတိန်တိုက်ပွဲအတွင်းဖဲစီရမိတဲ့စစ်သုံးဘက်မိသားစုဝင်198ယောက်တို့ကိုလုပေးလိုက်တာလို့ဆိုပါတယ်အရာခတက်တော်ဟာ2025ခုနှစ်အတွင်းမှာစစ်တုံးပန်းမိသားစုဝင်တွေကိုမကြာခဏလုပေးတာတွေပြုလုပ်နေပါရဲ့ရှင်။ ိန္ဒိယတို့ခိုင်ကုန်ပေးရေးလမ်းကြောင်းကိုမေလ16ရက်နေ့ကနေစပြီးအိန္ဒိယနိုင်ငံဘက်ကပိတ်ပင်လိုက်တယ်လို့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်လောက်တလိုင်းကိုပိုင်အုပ်ချုပ်ခွင့်ရခိုင်မြေအခွန်ဦးစီးဌာနကမေလ16ရက်နေ့မှာထုတ်ပြန်ပါတယ်ထုတ်ပြန်စာမှာတော့အိန္ဒိယနိုင်ငံကမြန်မာနိုင်ငံဘက်ကိုတင်သွင်းနေတဲ့ကုန်ပစ္စည်းတွေကိုရန်အကန့်အသတ်မရှိပိတ်ပင်လိုက်ပြီးနိုင်ငံမှုမရှိတဲ့ကုန်သေးတွေကိုလည်းထိရောက်စွာအရေးယူတော့မယ်လို့ဆိုထားပါတယ်။ကုန်သွယ်ခွင့်ပိတ်ပင်လိုက်တာကြောင့်မီဇိုရမ်ပြည်နယ်ရောက်ရခိုင်ကကုန်သေးတွေဟာ ကုံစီတရုခွေမရပဲပိတ်မိနေကြသလိုရခိုင်ပြည်နယ်ဘက်မှာလည်းကုံစီပြတ်တောက်တာတွေ ဖြစ်လာနိုင်တယ်လို့ရခိုင်ကကုံသေးတယောက်ကပြောပါတယ်။ရခိုင်ပြည်နယ်ဟာတိုက်ပွဲဖြစ်ကြတဲ့ကစစ်ကောင်စီကကုံစီစစ်စစ်မှုအလုံးကိုပိတ်ဆို့ထားတဲ့အတွက်အိန္ဒိယနိုင်ငံဘက်ကနေစားတောက်ကုံပစ္စည်းတွေစေဝါနဲ့ဆက်သုံးစီတွေကိုအဓိကမိခိုနေကြရတာဖြစ်ပါရဲ့ရှင်။ ကြေးရော်တွေကိုစစ်ကောင်စီကလေကြောင်းကနေပုံကျေးတိုက်ခိုက်နေတာကြောင့်တောင်ဖွင့်ကာလစာတင်ကြမဲ့ကလေးတွေအတွက်စိုးရင်ရရလို့စစ်ဆောင်အရေးကူညီပေးနေသူတွေကပြောပါရင်အောက်ခက်တင်ပေးပို့ထားပါရဲ့ရှင်ကော့ဂရက်မြို့ကြီးမှာစစ်ကောင်စီတပ်နဲ့ဂင်းဦးဆောင်တဲ့ပူးပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်ကော့ဂရက်မြို့နယ်ကင်းကကြေးရော်တွေကိုစစ်ကောင်စီကမြေပြင်လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပါတယ်ဒါအပြင်ကြုံတို့မြို့ကြီးမှာစစ်ကောင်စီက ။ရေပြင်ကနေလင်းတဲ့ကြည်တွေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ကြေးရွာတွေကိုပါပြစ်ခတ်တိုက်ခိုက်နေပါတယ်။မေလ20ရက်နေ့ညနေပိုင်းလောက်ကဂျမ်းမြင့်ကြီးကကန်းနီကြေးရွာနဲ့ရွာကလေးကြေးရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျက်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိကျတော့လက်ရှိကျတော့ကြောင်းဖွဲ့ဖို့ပြစ်ဆက်ကြတော့အားလုံးကလူပြောမှဖွင့်စစ်ချင်းတဲ့ပုံစံမျိုးပေါ်လာတာပေါ့နော်။တို့ရင်လာဒီဘုံအပြင်ဥမာဒီကန်းနီတို့ပြတ်တော်တို့အေးပုံစံမျိုးကိုတို့ကြည့်ရောက်ကလေး ပြန်ကြောက်ဖြာဒေါက်တာကြောက်ဖြာတော့အဲဒီဘက်ချမ်းမှာကြတော့ကျွန်တော်ကစူးရည်နေတယ်ဘောနော်နောက်ဒီဘောတူကောမနော်ဖဲကအဲဒီဆိုစစ်တရင်နဲ့အလှမ်းဝေးနေကြတာတော့သူတို့ကဘယ်လိုပြောမလဲကိုမမင်းကြီးသူတို့ရန်သူတို့သင်တော့ကလုံးအာကြည့်ချမ်းမှာကြည့်ရင်ကိုကြည့်ငုံမကြံပုံစံမျိုးနဲ့အစ်စိတ်ကမွေးပြီးတော့စစ်တရင်နဲ့လုံးတက်တာဘောနော် ဂျမ်းမီတလျှောက်ကကန်းနီတရတော်ရွာကလေးခရစ်ကျောက်တန်းကျောက်ပြဆတဲ့ကြီးဟာကကျောင်းသားကျောင်းသူ၄000နီးပါးဟာလာမဲ့ကျောင်းခွင့်ချင်းပညာသင်ကြားမှုရှိနေတယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ်စစ်ဆောင်ရေးရှုပ်ရဲ့သားသမီးတွေကိုမော်လမြိုင်ကော်ဘိန်ဖအန်ခရီးကြီးရွာစတဲ့နီးစရာအကျောင်းတွေမှာစစ်ဆောင်ရင်ကျောင်းတက်နေတာတွေရှိပါတယ် ားမားတွေကျောင်းမားမိသားစုတွေအနေနဲ့တော့သိုးရင်ရပါတော့ဂျုံတို့နဲ့ဖန်ဆိုတာလည်းတိတ်ပြီးတော့မဝေးဘူးပါတော့မဝေးရတဲ့မနေ့ကပဲဥစားဂျုံတို့မှပုံကျဲသွားတယ်ဆိုတော့ဖန်နဲ့မဝေးဘူးဆိုတော့ကျောင်းသားမိသားစုတွေလည်းကျောင်းသားအမသာသမီးတွေအတွက်သိုးရင်ရပါတော့เนาะကျောင်းအဖို့အတွက်ကလေးတွေဥစားစတင်ကျောင်းတွေမှာပုံကျဲတယ်ဆိုတော့မိဘတွေလည်းထားတာထားကျောင်းသားအဲ့အမှာစိတ်မချရဘူးကောနော်ကျောင်းသားမိဘများအနေနဲ့ အလေးအတွက်ထိတ်ပူရအောင်ဒီစစ်ပေးဆောင်ကလေးတွေကလည်းအခုကတော့လောလောဆယ်ကတော့ဒီဂျုံတို့တွေပဲပါလေအဲ့ဒီပဲပြေးလိုက်ကလေးကတော့ဖန်မျိုးပေါ်မှာပဲထားတာပေါ့နော်နှိစက်တဲ့ကျောင်းနေမှာပဲအိမ်နဲ့နှီးတဲ့ကျောင်းနေမှာပဲသူတို့ထားပြရတာပေါ့စစ်ကောင်စီလက်အောက်ခံပြည်မီနယ်ဆိုရဖွဲ့ကဂျိုင်းမြစ်တွင်များပြည်သူသွာလာနေတဲ့ဂရုစိတ်တွေကိုကုသန်းသွာလာခွင့်ပိတ်ပင်ထားတာကြောင့်ခက်ခဲနေတဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်လက်ရှိမှာနှစ်ဖက်တိုက်ပွဲတွေကြောင့်စစ်ကောင်စီတပ်ဖက်က ကော့ကလေးမျိုးပါဝင်ဖန်ချိုင်းကနာကားလမ်းလျှောက်နေဂျုံတို့မျိုးခြေစားခမ95ခမ96တိုင်ရင်တွေကနေခန့်စစ်နေထားနေလူလက်နဲ့အင်အားဖြည့်တင်းပြီးခန့်စစ်ပြင်ဆင်ထားတယ်လို့သိရပါတယ်ကျွန်တော်အောင်ခံပါရှမ်းပြည်နယ်တောင်ပိုင်းရောငယ်မြို့နယ်မင်းပလောင်ကျောကနဲ့စစ်ဘေးရှောင်နေကြတဲ့စစ်ရှောင်းတွေဟာငပြာရောဂါဖြစ်ပေါ်နေတယ်လို့စစ်ရှောင်းအရေးကူညီပေးနေသူတွေကမေလ20ရက်နေ့မှာပြောပါရတယ် မေလာထဲမှာငပြားဖြစ်ပေါ်သူတွေများလာပြီးခလင်းငယ်တွေအပောင်းဝင်လူကြီးတွေလည်းဖြစ်နေတာကြောင့်ဆေးဝါးလုံလောက်မှုမရှိပဲအကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်။ငပြားရောဂါဖြစ်ပေါ်နေတာတလားလောက်ရှိပြီဖြစ်ပြီးဆေးလုံလုံလောက်လောက်မရှိတာကြောင့်ခက်ခဲနေတာလို့ဆစ်ဆောင်အရေးကူညီပေးနေသူတွေကပြောပါတယ်။မိုးရသည့်ကာလကိုရောက်ရှိလာပြီးတောတောင်တဲ့ဆစ်ဆောင်နေရတဲ့အတွက်ခြင်နဲ့ပုံမောတွေကတဆင်းငပြားဖြစ်ပေါ်နေပြီးပြည်သူအယောက်90ထံမှနေဆေးဝါးမလုံလောက်ပဲဖြားလာတာတွေဖြစ်နေတာလို့ဆိုပါတယ်။ မဲပလောင်ကဒေတာခန့်တွေရဲ့နေအိမ်တွေကိုစစ်ကောင်းစီတက2024ခုနှစ်ဒီဇင်ဘာလနောက်ဆုံးအပတ်ထဲမှာမင်းရှော့ဖျက်ဆီးလိုက်တဲ့အတွက်ဒေတာခန့်ပြည်သူ900ကျော်ဟာတောတော်တွေတဲကိုထွက်ပြေးတိမ်းရှောင်နေကြရပါရဲ့ရှင် မြန်မာနိုင်ငံမှာတဘာဝဘေးအပြီးပြည်လဲတိဆောက်ရေးအတွက်တရုတ်နိုင်ငံကကျွမ်းကျင်ပညာရှင်အဖွဲ့တွေကိုမြန်မာနိုင်ငံကိုဆွလွတ်ခွေလို့နိုင်ငံသားရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့အာရှရေးရာဌာနလက်ထောက်အကြီးအကဲလျံကျန်းကျွန်းကမေလ20ရက်နေ့ကပေကျင်းမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ အားလုံးဆိုရင် KCA အဖွဲ့30ဖွဲ့ရှိပြီးအစိုးရနဲ့စစ်တပ် unit တွေဒေတာခန့်စစ်တနဝန်ထမ်းတွေနဲ့အရတားအဖွဲ့တွေအပါအဝင် KCA တမ600ကျော်ရှိပြီးအားလုံးကမြန်မာနိုင်ငံကိုဥတီတော်ကြားလို့ဆိုပါတယ်နောက်လာမယ့်ပြန်လည်တိဆောက်ရေးဂျိုပန်မှုတွေအတွက်အခြေခံလုပ်ငန်းတွေကိုကူညီပေးဖို့တရုတ်အစိုးရကကေယောဂါကာကွယ်ရေးနဲ့ကူးစက်ယောဂါမဖြစ်ပေါ်စေဘေးအန္တရာယ်အကဲဖြတ်တာနဲ့ငြိမ်ချမ်းမှုအမွေအနှစ်တွေကိုကာကွယ်တာမှာကျွမ်းကျင်သူအဖွဲ့တွေကိုဆေးလွှတ်ထားရလို့လဲဆိုပါရဲ့ရှင်။ နောက်ဆက်တွဲငလျင်ငယ်တဲ့ဇက်တိုက်လုခတ်နေတဲ့အတွက်မန္တလေးမြို့မှာငလျင်ကေစီရဲ့စကန်တွေကိုငလျင်ဒဏ်နဲ့မိုးတဲ့လေတဲ့ခန္ဓာရဲ့ရှိအောင်တိဆောက်နေကြရရဲလို့အကူအညီပေးနေသူတွေကပြောပါတယ်။ TV သတင်းပေးပို့ထားပါရဲ့ရှင်။မလ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြုပြီးအင်အားပြင်းငလျင်ကြီးလုခတ်ခဲ့တာရပ်ပေါင်း53ရက်ကြာမြင့်ခဲ့ပြီမဲ့နောက်ဆက်တွဲငလျင်ငယ်တွေဆက်လက်လုခတ်နေစေဖြစ်ပါတယ်။မေလ18ရက်နေ့ည17:00ဝန်းကျင်မှာ အင်အား9.3ရစ်တာစကေးရှိတဲ့ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တဲ့အတွက်မန္တလေးမြို့အပါဝင်မြို့တော်တော်များများမှာငလျင်တန်းခန်းစားခဲ့ကြရပါတယ်။ငလျင်လှုပ်ခတ်ပြီးနောက်မန္တလေးမဟာအောင်မြေမြို့နယ်စိန်မဲရက်ကွက်၄၀လမ်းနဲ့89လမ်းထောက်အဘရာယာမရွှေကူကျောင်းတိုက်ထဲကငလျင်ပေးသိမ့်ကယ်ဆယ်ရေးစခန်းအပေါ်ကိုကော့ကိုပင်အမြင့်အခြေကနေလဲကြပြီးပြီးခဲ့တဲ့အတွက်အသက်၄နှစ်အရွယ်မိန်းကလေးနဲ့ဖခင်ဖြစ်သူတို့တည်ဆုံခဲ့ပါတယ်။ငလျင်ကယ်ဆယ်ရေးစခန်းတွေဟာ အကူအညီပေးသူတွေကငွေကြေးအခြေအနေပေါ်မူတည်ပြီးဝါ၊ထရန်၊တန်ဖရိန်၊သွမိုးစတဲ့ပုံစံမျိုးမျိုးနဲ့တိစောက်ထားချရတဲ့အတွက်ငလီတန်နဲ့မိုးတန်လီတန်မခံနိုင်တာတွေကြုံနေရတယ်လို့သိရပါတယ်။အကူအညီပေးရင်အဖွဲ့တွေအနေနဲ့ငလီကယ်ဆယ်ရေးစခန်းတွေထပ်မံဆောက်လုပ်တဲ့အခါငလီတန်ခံနိုင်ရရှိအောင်တေချာစီမံပြီးဆောက်လုပ်နေကြရတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ပေါ်တော့ဒီငနေတက်ခဏရောအဓိကဟူတီဆောက်တယ်ပေါ့နော်အဆောက်အဦကိုကျွန်တော်တက်နိုင်ဆိုခိုင်ပေါအောင်ဆောက်တယ်နောက်ပြီးတော့အဆောင်တွေလည်းအများကြီးတွဲမဆောက်ဘူးအများဆုံး၄၀၀၅၀၀ပဲပေါ့နော်နောက်ပြီးတော့ဒီမှာကျွန်တော်တို့ငလင်းတန်းခဏနိုင်တဲ့အနေနဲ့ဒီအောင်ဒီအောက်အောက်ကိုလည်းပေါ့နော်ဒီမြေထဲမှာအနည်းဆုံး၃မြေပေါ့နော်၃မြေကိုကွန်ကရစ်တိုင်ထည့်တာပေါ့နော်ကွန်ကရစ်တိုင်ကိုချစ်ပန်းထားပြီးတော့ဆောက်တယ်ပေါ့နောက်ငလင်းတန်းနဲ့အတူစားဒီမြေအနေနဲ့လည်းမဖြစ်အောင်ပေါ့နော်မြေအနေနဲ့အတွက်ကိုလည်းကျွန်တော်တို့အားကိုပြီးဆောက်တာ ငလျင်ကြောက်ပြိုကျခဲ့တဲ့အစာအုပ်တွေအောက်မှာတည်ဆောင်းသူတွေရဲ့ရုပ်လောင်းတွေကျန်ရှိနေပြီးပရိုက်တာအဖွဲ့တွေအနေနဲ့ရှာဖွေရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေကြရတယ်လို့သိရပါဗျ။မေလ19ရက်နေ့မနက်ပိုင်းမှာပြိုကျစကိုင်းပလာအစာအုပ်အောက်ကအမျိုးသမီးတယောက်ရဲ့ရုပ်လောင်းကိုထပ်မံရရှိခဲ့ပြီးခလေးပါဝင်အလောင်း120ကျော်ရှာဖွေတွေ့ရှိထားတယ်လို့သိရပါဗျ။နောက်ဆက်တွဲငလျင်ငယ်တွေဆက်လက်လှုပ်ခတ်နေတဲ့အတွက်ရှာဖွေရေးလုပ်ငန်းတွေကိုတတိထားလုပ်ဆောင်နေကြရတယ်လို့ပရိုက်တာအဖွဲ့ဝင်တယောက်ကပြောပါဗျ။ ငလေးငယ်လှုပ်ခဲလာတဲ့အချိန်မှာလည်းကျွန်တော်အနေနဲ့ထိခိုက်မဲ့လူတွေအတွက်ပေါ့နော်ကျွန်တော်နဲ့တပြားနဲ့အောင်ကြိုးစားပြီးတော့ရှိတဲ့ပစ္စည်းလေးနဲ့ရှာဖွေပြည့်စုံဖို့အတွက်လည်းအစင်းနဲ့လှုပ်တာပေါ့လှုပ်တော့နေရဆိုရင်မနက်7:00နာရီကျော်လောက်ကတော့အနှန်းငယ်လောက်အချိန်ငယ်ပဲလှုပ်တော့တော့ပုံမှန်ကျွန်တော်နားထားရပေါ့နော်ဆရာပြည်လက်ရှိမှာဝင်ရှာဖွေနေတဲ့ဖွဲ့ဝင်ညီနောင်တွေကတော့အစားအုပ်ဒီမှာဆက်လက်ရှာဖွေမှုမလုပ်ဘဲနဲ့အပြင်မှာစောင့်နေရပါတယ်။အနေနဲ့ကြီးလိုက်ပြီဆိုမှကျွန်တော်တို့ကပြန်ဝင်တယ်ဗျ။မလာ28ရက်နေ့က အင်အားခုနှစ်တသမခုနှစ်ရစ်တာစကေးရှိတဲ့ငလင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်းမေလ20ရက်နေ့အထိနောက်ဆက်တွဲငလင်ငယ်တွေဆက်လက်လှုပ်ခတ်နေတာ189ကြိမ်ရှိပြီလို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါဗျ။ကျမဒီရီပါ မကွေးတိုင်းမရိုင်းမြို့နယ်တဲကဗဟင်းကျော်ကိုစစ်ကောင်စီတပ်ကမေလမက်လ20ရက်နေ့ညနေ9:00ခွဲဝန်းကျင်မှာလင်းနဲ့ဘုံကျေးတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ၄ယောက်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်၄ယောက်တေဆုံးခဲ့ပြီးလူနေအိမ်တွေနဲ့မော်တော်ယာဉ်တွေလည်းပျက်စီးခဲ့ရတယ်လို့ဒေသခံတွေကသိရပါတယ်။တဒါဥပက်ကနဲ့တက်လာတဲ့ဂျက်ဖိုင်တာက ဟေရောစာတင်ချောင်းကိုဗုဒ္ဓလုံကျေးချခဲ့တာကြောင့်စာတင်ချောင်းအနီးမှာရှိတဲ့ထမင်းဆိုင်တဆိုင်ဘော်ကိုတိတိကျပြီးစိုက်ပိုင်ရှင်တာမီနှစ်ယောက်နဲ့ဆိုင်မှာထမင်းစားနေတဲ့ရေးဘော်လေးယောက်တေဆုံခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပေါ်တာမရှိဘဲစစ်ကောင်စီတပ်ကဘုံကျေးခဲ့တာကြောင့်အသက်အရွယ်စိုးရိမ်နေရတဲ့ပြည်သူတွေကိုလည်းစေကူတာပေးနေပြီးတရင်ပေးကြအခုလိုလှုပ်တာဖြစ်နေတယ်လို့မြန်အခြေစိုက်ဒေတာပြည်သူကောက်ရဲ့တပ်ဖွဲ့ဝင်ကဒီဘူဘီကိုပြောပါတယ်။ ဘုံကျဲတိုက်ခိုက်ခံရတဲ့အတွက်ရင်းမပင်ခရိုင်တရင်စစ်နဲ့တက်ခွေတုံကတက်ခွေမုံရေဘော်စောမြတ်ရေဘော်လင်းယုံ ရေဘော်ဒေဗီနဲ့ရေဘော်မွင်းကြဆုံခရရတာဖြစ်ပါရဲ့ရှင်။ နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။နိုင်ငံတကာဗန်ဒါရင်နဲ့စီပေါ်ရေးစနစ်တည်ငြိမ်မှုကိုထိန်းသိမ်းဖို့ရင်းနှီးမြှုပ်နယ်သူတွေရဲ့အကျိုးစီပေါ်ကိုကာကွယ်ပေးဖို့တာဝန်ရှိတဲ့မော်ဒါအစီအမဲတွေကိုတာဝန်ယူဆောင်ရွက်ဖို့တရုတ်နိုင်ငံကအမေရိကန်ကို မေလ16ရက်နေ့မှာတောင်းဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့တိုးပေါ်လာတဲ့ကျွေးမီတွေနဲ့ပတ်သက်တဲ့စိုးရင်ချက်တွေကြောင့်အမေရိကန်ကိုအကြွေပေးဖို့ထိုက်တန်မှုအပေါ်လွတ်လွတ်လပ်လပ်အကေဖြတ်ရမှာ Moody's Better Year Corporation ကအဆင့်နှိမ့်ချခဲ့ပါတယ်။ဒီအထက်နဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲမှာမင်းမြတ်ရမှာတရုတ်နိုင်ငံခြားရင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမွန်နင်ကခုလိုမက်ချက်ပြုပြောဆိုခဲ့တာပါအကျွေးပေးဖို့စိတ်ထားရမှုအကေဖြတ်အဆင့်တတ်မှတ်ခြင်း AGC Moody's ဟာ match မေလာ 16ရက်နေ့ကအမေရိကန်ကိုအဆင့်တက်မဲ့ရမှာ A3 လုံးအဆင့်ကနေ AA1 အဆင့်ကိုအဆင့်နှိမ့်ချခဲ့ပါရဲ့ရှင်။ဥရောပသမဂ EU ကနဲ့ဗြိတိန်နိုင်ငံကခွဲထွက်ခဲ့တဲ့ဖရန်စစ်ဖြစ်ရနောက်ပိုင်းဥရောပသမဂအကောက်ဝေးရေးကုန်သွယ်ရေးဆိုင်ရာအရေးပါဆုံးသောဆက်ဆံမှုကိုပြန်တက်မဲ့ဖို့ဗြိတိန်ကသဘောတူခဲ့ပါတယ်။ ်ဗြိတိန်ဟာမေလ16ရက်နေ့မှာ EU နဲ့ပုံနှင်းကပ်တဲ့ဆက်စင်ရဲ့ထားရှိရဲ့အပေါ်လန်ဒန်မြို့ခံတွေကအပြူသဘောဆောင်တဲ့သဘောထားတွေထားရှိကြပါတယ်။ EU အစိုးရအဖွဲ့ကလည်းဗြိတိန်ကထွက်ဖို့မေခွေဆုံးဖြတ်ပြီးကိုနဲ့နီပါအကြမှာဥရောပမှာဒုတိယအကြီးဆုံးကာကွယ်ရေးအသုံးစရိတ်သုံးတဲ့နိုင်ငံဖြစ်တဲ့ဗြိတိန်ဟာပူရဲဝယ်ယူရဲ့စီမံကိန်းတွေမှာပါဝင်မှာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံကအစာအသောက်နဲ့ခီးသောဧည့်သည်တွေအီးယူကိုရောက်ရှိဖို့ပိုလွေစေဖို့အတွက်နှစ်ဖက်သဘောတူညီခဲ့ကြပြီးအငင်းပေါ်ဝေရငါးဖက်လုံငယ်ဆိုင်ရာသဘောတူစာချုပ်အစ်ကိုလက်မှန်းရေးထိုးခဲ့ကြပါတယ်။သဘောတူညီချက်ကဗြိတိန်အတွက်ကောင်းတယ်လို့လန်ဒန်မြို့တော်အခီးတဲ့အများအပြားယူဆကြပြီးအီးယူနဲ့ပိုနင်းကတဲ့ဆက်စပ်ရေးကိုတည်ဆောက်ဖို့ထောက်ခံခဲ့ကြပါတယ်ရှင်။ဆက်လက်ပြီးအကစားသတင်းတွေကိုပြောပြပေးအောင်ပါ။ ယူရိုပါလစ်ဘောလုံးဝေးမတိုင်မီအသင်းရဲ့အနာဂတ်ကိစ္စအပေါ်မင်းမြန်မှုကိုစပါးနိပြပိုစတီကိုဂလူးကဒေါသထွက်ပြီးတုံ့ပြန်တော့ပါတယ်။မဲယူအသင်းရဲ့ဘောလုံးဝေးမတိုင်ခင်တည်င်းစာရှင်လေးဝေးမှာတည်င်းထောက်တူကယူရိုပါလစ်ဘောလုံးဝေးရှာလက်ကဟီရိုလားငတုံးလားအစုံးပြပေးမလားဆိုတဲ့မဲခွန်းအပေါ်စပါးနိပြအလွန်အမှန်ဒေါသထွက်ခဲ့တာပါ။ ဘလိုဝင်မှအနိုင်မရသည်ဖြစ်စေမိမိဟာဘရောမငတုံးဖြစ်မှာမဟုတ်ပဲဟီရိုလာငတုံးလာဆိုတာမင်းရဲ့ထင်မြင်ချက်နဲ့တက်ဆိုင်ကြဒစနာတရင်စာရဲ့ဂျာနယ်လေးဖြစ်သူတမ်ကေပက်ထရစ်ကိုပြန်လည်ပြောဆိုတော့ခရပါလိုခဲ့တဲ့နေပေါင်း26နှစ်လောက်ကလေးကဖော်လုံးလောကတဲ့ရောက်ရှိနေပြီးလက်ရှိမှာဥရောပအဓိကပြိုင်ပွဲတစ်ခုရဲ့ဘောလုံးပွဲရောက်နေတဲ့အတင်းတသေးရဲ့အနေပြအပေါ်ငတုံးဆိုတဲ့စကားလုံးသုံးလုံးရဲ့အပေါ်ဒေါက်ထရမီရဲ့လို့စပါးနေပြကပြောပါတယ် ိမိရဲ့အနာဂတ်ကအမခန့်ချက်ရှိပြီးသားဖြစ်ပြီးစပန်းအသင်းကနေထုတ်ပယ်ခံရရင်လေမိမိမှာတာယာတဲ့မိသားစုနဲ့ကောင်းမွန်တဲ့ဘဝပိုင်ဆိုင်ထားပြီးသားဖြစ်ကြမိမိအနာဂတ်အတွက်စိုးရိမ်စရာမလို S. Australia လူမျိုးနီးပြ Postico Glue ကပြောကြားတော့ပါရဲ့ရှင်ဒီဘေးရုံးမြင့်တန်ကြရဲ့နေ့လည်နေ့ရက်သတင်းတွေကိုဓာတ်ရယူစားခဲ့ရတာပါ။ ညနေ၄နာရီမှလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါ။ကျွန်မကေခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။